အလုံးမိုက်မိကြပါဗျာခုတခါမှာတော့ရန်ကုန်မှာနှစ်လတွင်ငလင်ကြီးလုံနိုင်တယ်လို့ပညာရှင်များသတိပေးနှိုးဆော်နေတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေးချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ အာဒီငလင်းနဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့ငလင်းဖြစ်လာနိုင်ခြေရှိတယ်ပေါ့နော်ကျင်းတွေဖြစ်မယ်လို့တော့သူကမပြောဘူးနော်ဖြစ်လာနိုင်ခြေရှိတယ်လို့သူကခံမှန်းတဲ့သတင်းတက်လာတယ်သတိဆိုတာတော့ပိုတယ်လို့တော့မရှိဘူးပေါ့နော်ဒါပေမဲ့အရေးကြီးတာကတကယ်ကိုအန်ရယ်ဇုံထဲရောက်နေတာရန်ကုန်မြို့ဖြစ်နေတာပေါ့နော်ရန်ကုန်မြို့ဖြစ်နေတယ်အဲရန်ကုန်မြို့တောင်မှပဲသူကအပိုင်းလေးတွေထပ်ပြီးခွဲထားသေးတယ်အရှေ့ပိုင်းဆိုရင်တောင်ဩကလာတင်ငန်းကျွန်းအဲအဲ့ဒါတွေကပြည့်ယူကျွန်းနဲ့ပိုနီးတယ်ပေါ့နော် အာရန်ကုန်မြို့လယ်ကောင်ရဲ့အနောက်ပိုင်းဆိုလှိုင်းသားရအင်းစိမ့်အဲ့ဒါဆိုရင်လည်းမြေနုံးတင်မြေနုအပေါ်ထူတက်လို့ပေါ့နော်ဒါတွေကလည်းအန်ဒီရယ်တွေတော်တော်ကြီးကိုနီးစက်တယ်ဆိုပြီးပြောတယ်တခြားအာတခြားနယ်တွေဆိုလည်းပါတယ်စကိုင်းတို့ဘာတို့ကတော့ဒါစကိုင်းပြည်ကြီးကျောင်းနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့ပေါ့နော်ပြီးတော့ရှမ်းပြည်နယ်ဆိုလည်းရက်ဆောက်ဟိုပုံတောင်ကြီးအဲအာညောင်ရွှေအဲ့လိုမျိုးဒေသတွေပါတယ်ပေါ့နော်ကျွန်မအဲ့ဒီသတင်းတွေတက်လာရင်လေရင်းနေပူတယ်သိလားဘာဖြစ်လို့ဆိုကိုဆိုရင်လည်းရန်ကုန်မှာနေတဲ့သူပြီးတော့လည်းရန်ကုန်မြို့လယ်ကောင်နဲ့အနီးဆုံးမြို့နယ် တော့လည်းမြစ်နဲ့လည်းအရန်နီးတဲ့နေရာမှာနေတဲ့အတွက်ဒါတွေကသတိရတော့ပို့တယ်လို့တော့မရှိဘူးနော်အကုန်လုံးလည်းသတိထားစေချင်တာရန်ကုန်မြို့ကနည်းနည်းအန်ဒီရယ်အန်ဒီရယ်ကြီးတဲ့ဇုံထဲမှာပါတယ်ဆိုပြီးသတိထားတာဖြစ်တဲ့ဖြစ်လာသည်ဖြစ်စေမဖြစ်လာသည်ဖြစ်စေဒီငငငလင်ကလေပို့ပြီးတော့သတိထားဖို့တော့လိုတယ်ဆိုတာလေးဒါကကျမက အတူလေးလာပြောပြရမယ်ပြီးခဲ့တဲ့ match လာ28ရက်နေ့မှာစကိုင်းဘက်ကိုအခြေပြုပြီးတော့အတင်းအားဆန်းပွဲဆက်မရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တယ်ပေါ့အဲ့ဒီရလှုပ်ခတ်မှုကအစကိုင်းတိုင်းနဲ့တကွာပေါ့နော်အိပတ်ချာလေးမှာရှိနေတဲ့မန္တလေးမြို့တော်တော်များများကိုအထိခိုက်ပျက်စီးမှုတွေဖြစ်စေခဲ့တယ်ဆိုတော့ ။ပြီးရင်နောက်ပိုင်းမှာငလင်ကိုလေးလာတုံးသက်တဲ့သူတွေများလာတယ်။အခု post လေးကကြတော့ကိုယ်စင်အောင်အောင်တက်တဲ့အဲ post လေးကိုပြန်ပြီးတော့ဟိုပြပြပေးတာပါ။ဆိုတော့သူ့ရဲ့ post ကိုတွေ့လိုက်တဲ့အချိန်မှာကျမခုတိုင်းလည်း AI ကိုပြန်ပြီးတော့တုံးသက်ခိုင်းထားတယ်ပေါ့နော်။ဆိုတော့ဒီသူ့ရဲ့ post ပါအချက်လက်တွေဟာအဲအများကြီးသတိပြုရမယ်။မှန်ကန်တဲ့အချက်လက်တွေပါဝင်နေတယ်ဆိုတဲ့ဟာကိုသိရှိထားပါတယ်။ ဆိုတော့အဲသူ့ရဲ့ post ပါအရာဆိုလို့ရှိရင်အဲစကိုင်းကိုဒီစကိုင်းငလျင်ပြီးတဲ့နောက်မှာငလျင်နဲ့ပတ်သက်ပြီးတော့ဘောနော်အနေနဲ့အရှိဆုံးဇုံ၃ခုအနေနဲ့သတ်မှတ်ပေးထားတယ်ဘောနော်ပြောပြပေးထားတယ်ပထမဦးဆုံးဇုံဒေတာကြတော့အဲဘကိုးပေါ့နော်ဆိုတော့ဘကိုးကလည်းအဲငလျင်ကြီးတွေလှုပ်လေးရှိတဲ့ဒေတာပေါ့နော်ဆိုတော့ငလျင်ကနှစ်တရာမှာတစ်ခါလောက်လှုပ်လှုပ်လေးရှိတယ်ဆိုတော့အဲစကိုင်းအဲဘကိုးမှာလှုပ်ထားတဲ့ငလျင်ကနှစ်တရာပတ်ချလေးလောက်ရှိနေပြီဆိုတော့အဲဘကိုးရန်ကုန်ပေါ့နော်ဒီဘိုင်းတွေကအငယ်ရှိတဲ့ဇုံတက်အနေနဲ့သတ်မှတ်ထားတယ်ပေါ့နော်ရန်ကုန်မှာဆိုလို့ရှိရင်လည်း မြို့နယ်နှစ်ခုကိုအနေရရှိရဆုံးဆိုပြီးအနေရပိုကြီးရဆိုပြီးတော့သူ highlight ပြထားသေးတယ်ပေါ့နော်ဆိုတော့ဘကိုးနဲ့ရန်ကုန်နဲ့ရှင်တောင်မှာရန်ကုန်ကပို့ပြီးတော့အနေရရှိနိုင်တယ်ပေါ့ဆိုတော့ငလျင်တန်ကတော့အဲဘကိုးဘက်မှာထုတ်ဖြစ်တယ်ဆိုရင်ငလျင်တန်ကတော့ဘကိုးကပို့ထိလိုက်မှာဖြစ်ပေမဲ့သူ့ရဲ့ပေါ့နော်ဒီငလျင်ရောက်ဖြစ်တဲ့ပစ္စည်းဆုံးရှုံးမှုကကြတော့ရန်ကုန်တိုင်းတန်တွေကပိုများနိုင်တယ်အဲရန်ကုန်မှာအထက်မြင့်တိုက်တွေများတယ်အထက်ကိုကိုတိုင်ကအောက်ထပ်မှနေရဆိုရင်တောင်မှပေါ့နော်အဲလမ်းထဲကနေပြီးထွက်ပြေးဖို့မလွယ်တာလေးတော့ပြောပတ်ချာလေးမှာတိုက်တွေကြီးပဲဖြစ်နေတဲ့အချိန်မှာတစုံတစ်ခုအနေဖြစ်လာရင်ကျွန်တော်တို့အများကြီးသတိထားရမယ်ပေါ့နော်ဒီလိုအခြေအနေမျိုးတွေရှိရဲ့ အဲသူ့ရဲ့ဇုံတစ်ထဲမှာဆိုလို့ရှိရင်ရန်ကုန်နဲ့ပဲခူးအနေနဲ့အရှိဆုံးလို့ပြောပြထားတယ်ပေါ့နော်အဲဇုံနှစ်မှာကကြတော့ဒီရှမ်းပြည်နယ်ဘက်ကပေါ့နော်တောင်ကြီးတို့ပြင်ဦးလွင်တို့အောင်နေပြီးတော့အရှိတ်ချမ်းတို့မန္တလေးအရှိတ်ချမ်းတွေအနေနဲ့ရှိတယ်ဆိုပြီးတော့ပြောပြထားတယ်နောက်တတိယဥစားပေးတတိယဖြစ်နိုင်ခြေရှိတဲ့ဇုံအနေနဲ့ဆိုလို့ရှိရင်အဲစကိုင်းတိုင်းအထက်ပိုင်းနဲ့ချင်းပြည်နယ်ကိုပေါ့နော်မြို့နယ်ချင်းပြည်နယ်ရဲ့အချို့မြို့တွေကို highlight ကြထားပြီးတယ်ဆိုတော့ဒီသုံးသက်ချက်ကတဲ့အဲမဖြစ်မနေလှုပ်မယ်ပေါ့နော်ဒီမနေ့ပြန်လှုပ်မယ်တပတ်ခါလှုပ်မယ်ဆိုတော့ကြိုတင် hockey မျိုးမဟုတ်ဘူးအဲဒါပေမဲ့ဖြစ်လာနိုင်ခြေရှိတဲ့အကြောင်းအရာတွေကိုသုံးသက်ပြထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့က န်ရည်ရှိနိုင်တဲ့အခြေအနေတွေကိုကြိုတင်ကာကွယ်ပြင်ဆင်ထားဖို့လိုတယ်။အဲ့တော့ဒါကဒီဗီဒီယိုကလည်းအကြောင်းလဲအောင်၆လတဲ့ဗီဒီယိုမျိုးမဟုတ်ဘဲနဲ့ဘောနော် TikTok ပေါ်မှာမတိလိုက်ရမရှိလောက်အောင်ဆိုတဲ့အနေနဲ့ပြန်ပြီး share ပြီးတော့သတိထားနိုင်အောင်ပြန်ပြီးမျှဝေပေးထားတာဖြစ်ပါတယ်။